မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရာကတော့အောက်တိုဘာ28ရက်နေ့မှာဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာမွန်တိုင်းဖြစ်လာနိုင်တဲ့အကြောင်း ECNWF GFS နဲ့ Icon Morady မှာတပြေးညီတွေ့လာရတယ်လို့ဆိုပါရယ် GFS Model Focus ကတော့မြောက်ဘက်ကိုပိုရောက်တာလည်းတွေ့ရပါတယ် GFS model focus အရဆိုရင်တော့မြန်မာနိုင်ငံအလှယ်ပိုင်းဒေသတွေမှာအောက်တိုဘာ28ရက်ကနေနိုဘာလဇန်ပိုင်းတိနေရာစိတ်စိမ်မိုးသင်းတဲ့ရွာသွန်းပြီးတော့ icon နဲ့ ECNWF model ခံမှန်းချက်ရာဆိုရင်တော့အောက်တိုဘာ28ရက်နောက်ပိုင်းကမြန်မာနိုင်ငံဘက်မှမိုးသင်းတင်ရွာနိုင်မဲ့အခြေအနေဖြစ်ပေါ်ပါမယ်။မိုးများပါမဟုတ်ပေမဲ့မိုးရွာတဲ့နှုံကတော့မြင်မနိုင်တာကြောင့်နေရာကွက်ပြီးခေတ္တများမိုးသက်ထန်တာရှိနိုင်ပါတယ်။စိုက်ပျိုးလောက်ကရာဒေတာနဲ့နေထိုင်ရာဒေတာပြည်내တိုင်းမျိုးတွေရဲ့၄ရက်စာကြိုတင်ခံမှန်းချက်တွေကိုလည်းဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်။ ဒါအပြင်ကြားပြည်နယ်ကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့ဒီနေ့အောက်တိုဘာ22ရက်မှာအနိုင်ဆုံးအပူချိန်တွေက20ဒီဂရီအောက်ကိုကျနေတာတွေ့ရပါတယ်တော်တော်ပင်လယ်မှာတော့မုန်တိုင်းတလုံးဆက်လာဖို့ရှိနေသေးတယ်လို့မလူအသာတူတေတေအွန်လိုင်းကအော်တိုဘာ22ရက်ဒီနေ့မနက်7:00နာရီအချိန်မှာအခုလိုထုတ်ပြန်လာတာလည်းဖြစ်ပါရဲ့ရှင်။ဒါအပြင်အားပြောတဲ့လာနီညာဖြစ်စဉ်ဖြစ်ပေါ်နေတဲ့ကြောင့်ဖော်ပြပေးချင်ပါတယ်။ ရာသီဥတုံပြောင်းလဲလာတဲ့ကြောင့်အစွန်ရောက်ရာသီဥတုအယ်နီညိုလာနီညာဖြစ်စဉ်တွေဖြစ်ပေါ်တဲ့ frequency ပိုစိတ်လာကြောင်းလည်းဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ဖြစ်ပေါ်နေတဲ့လာနီညာဖြစ်စဉ်ကိုလေ့လာကြည့်တဲ့အခါမှာတော့2016စက္ကွန်2019ခုနှစ်တွေမှာဖြစ်ပေါ်ခဲ့တဲ့အစွန်ရောက်ရာသီဥတုဖြစ်စဉ်တွေနဲ့ဆင်တူတာလည်းတွေ့ရပါတယ်။ 2025-26လာနီညာဖြစ်စဉ်မှာပြီးခဲ့တဲ့လာနီညာဖြစ်စဉ်တုန်းကကြုံခဲ့ရတဲ့ရာသီဥတုဖြစ်စဉ်နဲ့တူညီတဲ့သဘာဝဘေးတွေပဲဖြစ်နိုင်မှာလားဘလို့သဘာဝဘေးတွေကို2026ခုနှစ်မိုးကြိုကာလမိုးဦးကာလမိုးလယ်ကာလတွေအတွင်းမှာရင်ဆိုင်ရနိုင်မလဲဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုမလဲဆိုတာကိုအားလုံးဝိုင်းပြီးတော့စဉ်းစားကြည့်နိုင်အောင် ဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ အော်တိုဘာ22ရက်အတွက်မလို့သားအခြေအနေကိုဖော်ပြပေးကြပါရစေ။လေကြောင်းမလို့သားဦးဝေဖြူဟန်ကတော့22ရက်စလာ2025ရက်နေ့မနက်7:35မိနစ်ချိန်မှာကုလို့ထုတ်ပြန်လာခဲ့ပါရစေ။မြန်မာတပြည်လုံးမှာမိုးရွာသွန်းနိုင်တဲ့နေရာတွေခန့်မှန်းချက်မှာတော့မိုးတိမ်တောင်ဖြစ်ပေါ်မှုခြေနေဟာ ARA တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တရိုင်းတိုင်းတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်မှာတိမ်ထူတဲ့စွာဖြစ်ထွန်းပြီးတော့ကြယ်တပြည်လုံးမှာတော့တိမ်အထင်တင်လောက်သာဖြစ်ထွန်းပါမယ်။ တိုင်းနယ်ပြည်နယ်ဆလင်းနေရအတွက်နဗ္ဗမနက်စင်နာရီတိမိုးရွာသွန်းနိုင်မှုခံမှန်းချက်မှာတော့ကချင်ပြည်နယ်မှာတိမ်တင်းတဲ့ဖြစ်ထွန်းကညနေပိုင်းမှာနေရာကွက်ကြားမိုးပွဲလေးတွေအနေငယ်ရွာသွန်းပါမယ်။စကိုင်းတိုင်းထပ်ပိုင်းနဲ့အလှယ်ပိုင်းမှာတိမ်တင်းတဲ့ဖြစ်ထွန်းပါမယ်။အောက်ပိုင်းမှာတော့မိုးပွဲလေးအနေငယ်ရွာသွန်းပါမယ်။ ချင်းပြည်နယ်မှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။မန္တလေးတိုင်းမှာတော့အထက်ပိုင်းမှာတိမ်သည်တဲ့ဖြစ်ထွန်းပြီးတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာတော့ရွာသွန်းနိုင်ပြီးတော့အောက်ပိုင်းမှာတော့နေရာချင်းချင်းမိုးနှင်းငယ်ရွာသွန်းပါမယ်။နေပြီးတော့မှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။ ။မကွေးတိုင်းမှာတော့နေရာကွက်ကြမိုးနေငယ်ရွာတို့မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာတိမ်သင့်တဲ့ဖြစ်ထွန်းပြီးတော့တောင်ပိုင်းမှာတော့နေရာကွက်ကြမိုးနေငယ်ရွာတို့မှာပဲရခိုင်ပြည်နယ်မှာတော့နေရာကွက်ကြမိုးနေငယ်ရွာတို့မှာပဲအေရီတိုင်းမှာတော့နေရာစိတ်ဆယ်မိုးရွာတို့မှာပဲရောင်တိုင်းမှာတော့နေရာစိတ်ဆယ်မိုးရွာတို့မှာပဲပဲခူးတိုင်းမှာတော့အနောက်ပိုင်းမှာနေရာကွက်ကြမိုးနေငယ်ထစ်ချုံရွာတို့မှာပဲကြံဒေသတွေမှာတော့ တိန်သိန်းတင်းလောက်သာဖြစ်ထွန်ပါမယ်။ကြားပြင်းတဲ့အတွက်ခမ်းမ်းကျမှာတော့တိန်သိန်းတင်းလောက်သာဖြစ်ထွန်ပါမယ်။မွန်ပြည်နယ်မှာတော့တိန်သိန်းတင်းလောက်သာဖြစ်ထွန်ပါမယ်။ကရင်ပြည်နယ်မှာတော့နေ့တိန်သိန်းတင်းလောက်သာဖြစ်ထွန်ပါမယ်။တရင်းနိုင်တိုင်းမှာတော့နေရာကွက်ကြောင်မူနေငယ်ရွာသွန်ပါမယ်။မွန်တိုင်းပြပေါ်နိုင်မှုအခြေအနေကတော့တောင်တိုးပင်လယ်ပြင်ကဖက်ရှင်အမည်ရတဲ့မွန်တိုင်းကတော့အနောက်မြောက်ဘက်ကိုဦးတည်ရွှေရှားပြီးတော့ပြည်နယ်နိုင်ငံဒါနန်းမြို့အနီးကနေဆက်လက်ဦးတည်ရွှေရှားပြီးတဲ့နောက်24နိုင်အတွင်းမှာကုန်းနှဲမုန်တိုင်းအဖြစ်ဖြတ်ကျော်ဝင်ရောက်မယ်လို့ဆိုပါရယ် နောက်နေ့အတွက်ခမ်းမန်းချက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းစင်းပြည်နယ်ရခိုင်ပြည်နယ်အင်အားရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးအောက်ပိုင်းနဲ့ပဲခူးတိုင်းဒေသကြီးနောက်ပိုင်းမှာနေရာကျကျမိုးဆက်လဲရွာသွန်းပါမယ်ရှင် ဆက်လက်ပြီးတော့အားကောင်းသောအပူပန်းမုန်တိုင်းဖက်ရှင်အခြေအနေတွေအမှတ်စဉ်3.5မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ။2025ခုနှစ်အောက်တိုဘာ22ရက်နေ့ဒီနေ့ဒီမှာစံတော်ချိန်မိုးတက်ဆက်နိုင်ချိန်ထုတ်ပြန်ကြမှာတော့အားကောင်းသောအပူပန်းမုန်တိုင်းဖက်ရှင်အခြေအနေဟာဒီနေ့ဒီမှာစံတော်ချိန်စံတိုင်းခွဲချိန်တိုင်းထွာချက်တွေရတောင်တိုးပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပန်းမုန်တိုင်းဖက်ရှင်ကတော့အနောက်အနောက်တောင်ဘက်ကိုရွှေ့ရှားခဲ့ပြီးတော့ဒေနန်ဗီယက်နမ်နိုင်ငံ နောက်နောက်တောင်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့ပြည်နယ်နိုင်ငံဌာနမျိုးရဲ့အရှိမျောဖယ်ရေမိုင်၁၄၀မိုင်ခန့်အကွာပြည်လဲပြင်ကိုဗဟုပြုနေတာဖြစ်ပါတယ်။အားကောင်းသောပုံပန်းမုန်တိုင်းဖန်ရှန်ရဲ့ဒီနေရာဗဟုချက်လီပီအားနဲ့နေတိုင်းနှုံးလေးကတော့အဆိုပါအားကောင်းသောပုံပန်းမုန်တိုင်းဖန်ရှန်ကတော့ မြန်မာစံတော်ချိန်10နာရီခွဲချိန်မှာမြောက်လက်တီကျူစက်ကွန်တက်သမတ်တီဂရီနဲ့အရှိလောင်ကြည်ကျူ130တက်သမတ်4ဒီဂရီမှာတည်ရှိနေပြီးတော့ဘိုးချက်လီပီအားကတော့990ဟတ်တိုပါစကယ်နဲ့အမြင့်ဆုံးနေတိုင်နှုန်းကတော့တနအိုင်ကိုမိုင်60နှုန်းကဖြစ်ပါတယ်။နောက်58နာရီတွင်ခံမှန်းချက်မှာတော့စူပါအားကောင်းသောပူပန်းမုန်တိုင်းဖန်ရှာကတော့အနောက်အနောက်တောင်ဘက်ကိုရွေ့ရှားပြီးတော့နောက်24နာရီတွင်မှာပြည်နယ်နိုင်ငံအလှေပိုင်းကမ်းခြေဒေသတွေကိုဒါနန်းမြို့အနီးကနေဖြတ်ကျုံရောက်ပါမယ်။ဒီကမှတန်စင်24ရက်စလ2025ရက်မနက်ပိုင်းမှာတော့ပြည်နယ်နိုင်ငံကုန်းနေမိုင်း ဒေတာတွေကနေတက်စင်လာအိုနိုင်ငံကိုအပူပန်းမုန်တိုင်းအဖြစ်နဲ့ဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ဆက်လက်ပြီးတော့အားကောင်းသောလေဗီအားနဲ့ရောင်းအခြေအနေကိုဖော်ပြပေးကြပါရစေ။၂025ခုနှစ်အော်တိုဘာ22ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မိုးတက်7နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်7နာရီခွဲချိန်တိုင်းထွာချက်တွေရဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတိတိလင်္ကာနောက်ပိုင်း တီရီလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရောင်းဝဲမက်လိုပရက်ရှာဧရိယာကအနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့မင်္ဂလာပင်လယ်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမင်နာဒူကမ်းလွန်ကိုရောက်ရှိပါတယ်။အစောပိုင်းအားကောင်းသောလေပြင်းအားနဲ့ရောင်းကတော့အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့နောက်ဆက်နှစ်နာရီတည်းမှာမင်္ဂလာပင်လယ်အနောက်တောင်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့မင်္ဂလာပင်လယ်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံတမင်နာဒူမြောက်ပိုင်းကမ်းလွန်နဲ့အန်တာပရတိတောင်ပိုင်းကမ်းခြေတွေကိုမွန်တိုင်းငယ်အဖြစ်ဆက်လက်အားကောင်းပါမယ်။၂၃ရက် ဆယ်လာ2025ရဲ့မှာတော့အိန္ဒိယနိုင်ငံတမင်နာဒူမြောက်ပိုင်းနဲ့အင်တာပရတေးတောင်ပိုင်းကမ်းခြေတွေကိုရောက်ရှိမယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆက်လက်ပြီးတော့ဝင်းကြီးကျုံဟောင်းပေထောင်တန်းပါတီခေါင်းဆောင်အဖြစ်ကနေနှုတ်ထွက်သွားပြီးဆိုတဲ့အကြောင်းဖော်ပြပေးချင်ပါတယ်။မကြသေးမီကပဲယာရုဆိုင်ငံ့ခံရတဲ့ထိုင်းဝင်းကြီးကျုံဟောင်းပေထောင်တန်းကတော့မိခင်ပါတီဖြစ်တဲ့ဖွေတိုင်းပါတီခေါင်းဆောင်အဖြစ်ကနေနှုတ်ထွက်လိုက်ပြီးဖြစ်တဲ့အကြောင်းဒီနေ့ထိုင်းသတင်းတွေမှာဖော်ပြသွားပါတယ်။အော်တော်ဘာ22ရက်ရက်စွဲနဲ့ရေးသားထုတ်ထွက်ထားတဲ့နှုတ်ထွက်စာမှာပါတီဝင်တွေပါတီထောက်ခံတဲ့သူတွေပြည်သူတွေကိုလိမ်မှုက ပြည်သူအတွက်တတိရှိရှိပြောင်းလဲရတဲ့တတိနဲ့ထိုင်းနိုင်ငံအတွက်ပါတီကိုပြောင်းလဲဖို့အစားပြုတဲ့ရည်ရွယ်ချက်များနဲ့ဒီနေ့ယာရုကလည်းနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်လို့យေတာထားတာဖြစ်ပါတယ်။လွတ်လွတ်လပ်လပ်ပြန်တမ်းနိုင်စေရန်အခွင့်အလမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ကထိုင်းနိုင်ငံရဲ့လူငယ်မျိုးဆက်သစ်တွေအတွက်တည်ဆောက်ဖို့အသင့်ဖြစ်နေပြီလို့လည်းဆိုပါတယ်။မိမိတို့အနေနဲ့လူ့ဖွဲ့စီဟာနုနယ်သောရှုပ်ထွေးသောထိလွှဲရှာလွှဲများမှန်းဆလို့မရတဲ့ ခေတ်ခုထဲမှာနေထိုင်ရပြီးတော့ထိုင်းနိုင်ငံဟာလာမည့်ရွေးကောက်ပွဲမှာအရေးကြီးဆုံးအသွင်ကူးပြောင်းရေးအဆင့်ကိုရောက်ရှိနေတာကြောင့်ပါတီကိုပြန်လည်ပြင်ဆင်ဖို့ဖွဲ့စည်းပုံလုပ်ငန်းစဉ်တွေကိုပြောင်းလဲဖို့အခုလိုလုံဆောင်ရတာဖြစ်တယ်လို့လည်းပြည်ထောင်တန်ကဆိုပါတယ်။ထိုင်းနိုင်ငံအတွက်ပါတီပြောင်းလဲကိုအမြန်ဆုံးစတင်နိုင်တယ်လို့လည်းယုံကြည်ပါတယ်။ဒါကြောင့်မယ်ပါတီကိုလွတ်လွတ်လပ်လပ်နဲ့ပြည်ပြည့်စုံတဲ့ပါတီတက်တဲ့ကိုဖန်နီးဖို့ပါတီခေါင်းဆောင်ဖြစ်ကနေနှုတ်ထွက်ဖို့ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း၎င်းကဆိုပါတယ်။အခုလိုခေါင်းဆောင်ဖြစ်ကနှုတ်ထွက်ပေမဲ့ပြည်သူတွေဘက်မှရက်တည်ပြီးတော့ တိုင်းပြည်အတွက်ခိုက်ခဲ့မှမှနဲ့အရေးချင်းရှိရှိထမ်းဆောင်နိုင်ရင်ထိုင်းမျိုးဆက်တဲ့ပါတီထူထောင်ဖို့အားလုံးနဲ့ပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ကြောင်းလည်းရှင်းတာထားပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့စကားပြောဆိုမှုအသံပိုင်းပေါက်ကြားတာမှာတော့ပေထောင်တန်ဟောင်းဝန်ကြီးချုပ်တော်ဦးရဲ့ကျုံကိုချိုးဖောက်ရရောက်တဲ့ကြောင်းစစ်စစ်တွေ့ရတဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုယုံကဩဂလ29ရက်မှာ၎င်းကိုယာရုကနေဖေရှားကိုဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။